guys ငလာပါဒီတစ်ခါလောက်ပြမဲ့ဗီဒီယိုဖိုင်လေးကတော့ဒီထိုင်းတို့ကမ်ဘောဒီးယားတို့မှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေအတွက်နည်းနည်းအရေးကြီးတယ်ဗျနော်ဘာလို့လဲဆိုတော့ဒီထိုင်းနဲ့ကမ်ဘောဒီးယားကနေဆိုင်အေးရာနဲ့ပတ်သက်ပြီးတော့သူတို့ကနေဆိုင်ကိစ္စနဲ့ပတ်သက်ပြီးတော့နည်းနည်းအဆီးရဲတိမ်းမာနေတဲ့အခြေအနေဖြစ်နေတယ်ဆိုတော့ဒီကိစ္စနဲ့မြန်မာနိုင်ငံသားတွေနဲ့ပါဆိုင်လို့လဲဆိုတဲ့မိခွန်းရှိတယ်ဆိုတော့ပါဆိုင်လဲဆိုတာကိုငါတို့ဒီဗီဒီယိုဖိုင်လေးမှာကြည့်ရအောင်โอเคဆိုတော့ Tiao, let's go. ខ្ញុំជាតិហ៊ានស្ថិតក្នុងកលៈទេសៈណាក៏ដោយតារកម្ពុជាស្ថិតតែបាទណោះនេះហ្នឹងថៃនេះហ្នឹងតនេះណាណោះតារកម្ពុជាស្ថិតតែបាទកម្ពុជាចောင်းតចောင်းទូលនេះបាទ

အပြည့်စုံဖို့လိုတယ်နေတက်စားတက်ဖို့လည်းလိုတယ်နော်အခုပြောမှနည်းနည်းအရေးကြီးတယ်ကျွန်တော်မှတစ်ချက်တွေးလိုက်တယ်ဗျာနော်အခုထိုင်းနဲ့ကမ္ဘောဒီးယားနဲ့နေဇပ်ပြဿနာတက်နေတယ်ဟုတ်လားသူတို့အချင်းချင်းတက်တာဗျာနော်အဲ့တော့ဟိုဘသူဘက်ကလိုက်ပါဘယ်ဝဘက်ကလိုက်ပါဆိုတာမျိုးကကျွန်တော်တို့ကဒီအချိန်မှာကိုက neutral ပဲဂျာနေဘာမှဘာမှပြောနေလို့မရအောင်နော်သွားမပြောနဲ့ဟိုကမ္ဘောဒီးယားမှာလည်းမြန်မာနိုင်ငံသားတွေရှိတယ် ထိုင်းရောလည်းမြန်မာနိုင်ငံသားတွေအများကြီးရှိတယ်။အမြန်မာကမ္ဘောဒီးယားဘက်ကမြန်မာရက်တည်တယ်လို့ပုံနေတက်လာရင်ထိုင်းကလူမျိုးတွေကခမည်းမုန်းမှာပဲ။အဲ့တော့မြန်မာနိုင်ငံညှိုးမယ်ထိုင်းမှာရှိတဲ့မြန်မာနိုင်ငံသားတွေကိုအဲသူတို့အဲညှိုးမှာပေါ့ဗျာ။ဒီလိုပဲထိုင်းမဲကရက်တည်တယ်ဆိုလို့ဒီဘက်ကမ္ဘောဒီးယားမှာရှိတဲ့မြန်မာနိုင်ငံသားတွေကိုအဲကမ္ဘောဒီးယားမုန်းမှာပဲ။ကျွန်တော်ကနေတက်စာတက်ဖို့လိုတယ်။နော်နေတက်စာတက်ဖို့လိုတယ်။ဘာမှမတင်နဲ့။အခုကျွန်တော်တွေ့တယ်ဒီမှာ ဟိုကမ်ဘောဒီးယားဘက်ကရက်တီတယ်ဟိုပုံတွေမှာဖုံးကြီးတွေရောရဟန်းတန်ငါတွေရောအဲဟိုတချို့မော်ဒယ်တွေပါတယ်အဲ့လိုမျိုးတွေပါတယ်ပုံတွေတက်လာဒါမလို့ရအောင်ကိုကတော့ဘလို့သဘောနဲ့မှမဟုတ်ဆိုပေမဲ့အဲဒါကအဲအဲ့ဒီထိုင်းတို့ကမ်ဘောဒီးယားတို့မှာသွားပြီးတော့မှအလုလုစားနေတယ်ကျွန်တော်တို့နိုင်ငံသားတွေအားလုံးအတွက်အကျိုးထိခိုက်နိုင်တယ်နော်ဒါလေးကိုဆင်ခြင်ပေးကြပါကျွန်တော်မြစ်တာရက်ခမ်းတာအဲကျွန်တော်တို့နိုင်ငံသားတွေအားလုံးအတွက် ကျွန်တော်တွေ့တဲ့ပုံတွေကတော့ကမ္ဘောဒီးယားအလံနဲ့မြန်မာအလံကိုအဲဟိုစပြစ်ပြီးတော့မှ Western with Cambodia ဖြညာတက်လုံနေတယ်အဲ့ဒါခင်ဗျာဒီ TikTok ပေါ်မှာဆိုထိုင်းရလည်းတွေ့ပါမယ်ထိုင်းရတွေ့တော့ဘာဖြစ်မလဲဟာမြန်မာပြည်ကောင်တွေမြန်မာပြည်သားတွေကငါတို့ဘက်ကမရက်တည်ဘူးကမ္ဘောဒီးယားပဲရက်တည်တယ်ဆိုရင်ဟာထိုင်းမှာမြန်မာပြည်သားတန်းနဲ့ချီပြီးအလလုံးနေတာဟုတ်တယ်ဟုတ်တယ်အဲ့အဲ့ဒီလူတွေဘာဖြစ်မှလဲအညိုးမခံရဘူးလားခင်ဗျားတို့တကယ်စဉ်းစားဖို့လိုတယ်ကျွန်တော်လေတကယ်စိတ်ပြက်တယ်ဗျာသိလားမလုပ်ကြပါနဲ့ ဘသူကမှမချက်တည်တယ်လို့မတင်ရပါနဲ့တင်ထားတာလည်းပြန်ဖြစ်လိုက်ရမှာနော်ကျွန်တော်မြတ်တရက်ခန့်တာနော်ဟိုနေတတ်စားတတ်ဖို့လိုတယ်ကိုကဒီဟိုဆယ်လီဖြစ်ချင်တာတို့ဘာတို့ညာတို့မဟုတ်ဘူးကို့နိုင်ငံသားတွေအကျိုးစဉ်းစားပါနော်သူများနိုင်ငံမှာကို့အလုံးသွားလှုပ်ရှားနေရတာတွေသူတို့အနေကျအစားကျဖြစ်လိမ့်မယ်နော်တက်ဆိုင်ရနိုင်ငံတွေကသူတို့ ခင်ဗျားဟိုမြင့်မုံကျိုးရင်မကောင်းလေဗျာမလုပ်ကြပါနဲ့ကျွန်တော်ကဒါမြစ်တရက်ခံတာเนาะကျွန်တော်တို့တနိုင်ငံလုံးပြည်သူပြည်အားလုံးကိုစားမြစ်တရက်ခံတာမလုပ်ကြပါနဲ့တင်လာတာတွေပြန်ဖြတ်လိုက်စမ်းပါကဲဒီကိုပြောတာမှန်တယ်ဗျာเนาะအဲဘေနငံဖက်ကမှအဲ့လိုဝစ်စတန်လော်ဘီတော့မှလိုက်ပေါ်မှာတင်မင်းဖို့အရေးအရာအရေးကြီးပါတယ်เนาะအာတကဘာလုံးမှာရောက်နေတဲ့မြန်မာတွေအဲဘေနငံကိုပဲကိုကအနှိမ့်သက်သည့်ဖြစ်စေအာ မနိုင်တဲ့တည်ဖြစ်စေနော် wisdom မလုံးမင်းပေါ့အရာအရေးကြီးပါတယ်ဘုကကမ္ဘောဒီးယားနိုင်ငံမှာနေလို့ကမ္ဘောဒီးယားနိုင်ငံကိုချိန်လို့နော်အဲလိုကမ္ဘောဒီးယားနိုင်ငံဖက wisdom လောက်ပြီးတော့ live watching မင်းရင်နော်ထိုင်ကမြန်မာတွေဒုက္ခရောက်နေပါတယ်ထိုင်ကိုချိန်လို့ထိုင်ကိုနှိမ့်သက်လို့ထိုင်ဖက wisdom လောက်ရင်လဲကမ္ဘောဒီးယားရောက်နေတဲ့မြန်မာတွေဒုက္ခရောက်နေတယ်ဗျနော်ဆိုတော့ဒီကမ္ဘာလုံးမှာရှိတဲ့မြန်မာတွေနော်အာ wisdom လောက်ပြီးတော့အဲလို လိုက်ဘောကိုမတင်မိဖို့တော်တော်ကြီးကိုအရေးကြီးပါတယ်ဗျကိုလိုကနေပြီးတော့ဂျာကနေအာတပူပေါ်နှစ်ပူဆင်းပြီးတော့မြေစာပင်ဖြစ်မှာเนาะဆိုတော့တော်တော်ကြီးကိုသတိထားဖို့အာပြီးတော့အာဒီဟာကိစ္စနဲ့ပတ်သက်ပြီးတော့လိုက်ဘောကိုအာမတင်မိဖို့အလိုပါတယ်ဗျာเนาะဒါလည်းကိုအာဒီကိုကြီးအာတိတ်တွန်းသူတို့မျိုးအာပြောပြသူတို့မျိုးအာကျွန်တော်ကလည်းအဲ့လိုပဲအာပြောပြရှင်ပါတယ်โอเค so see you next video bye bye